နောက်တစ်ရက်မှာတော့အာမန်နဲရဲ့အမေယုဒိယရောက်လာခဲ့ပြီးအာမန်နဲကသူ့အိမ်ထဲကိုအဝင်မခံခြင်းပေမဲ့မိဘတွေရဲ့ပတ်စံနဲ့ဝယ်ထားတဲ့အိမ်ဖြစ်တာကြောင့်အလျှော့ပေးရပါတယ်။အမေဖြစ်သူကဒါဖြစ်သူရဲ့အခြေအနေကိုလာစစ်ဆေးတာဖြစ်ပြီးသူမရောက်လာတဲ့အချိန်မှာမာဟီရူလည်းရှိနေတာကြောင့်မာဟီရူကိုပုံကိုင်းထားရပါတယ်။အမေကအခြားအခန်းတွေကိုစစ်ဆေးပြီးတော့အိမ်ခန်းထဲကိုစစ်ဆေးဖို့လုပ်တဲ့အခါအာမန်နဲကတားပစ်မယ်လဲတားမရခဲ့ပါဘူး။အဲ့အခါမှာတော့အိပ်ပျော်နေတဲ့နတ်သမီးလေးကိုအမေဖြစ်သူတွေ့သွားခဲ့ပြီးအာမန်နဲရဲ့ရည်စားလို့ထင်သွားတာကြောင့်အာမန်နဲလည်းအဲ့လိုတွေမဟုတ်ကြောင်းရှင်းပြပါတယ်။ ဒါပေမဲ့အာမနဲဟာကိုမကြိုက်တဲ့မိန်းကလေးတယောက်ကိုအိမ်ခံနဲ့ဝင်ခိုင်းမဲ့လူမျိုးမဟုတ်တာကိုအမေကသိနေပြီးမိန်းကလေးတွေကလည်းကိုမကြိုက်တဲ့သူရဲ့အိမ်ထဲကိုဝင်မှာမဟုတ်ကြောင်းပြောပါတယ်။အာမနဲလည်းတန်ငယ်ချင်းဆက်ဆံရေးအဖြစ်ပဲကြိုက်တာဖြစ်ကြောင်းရှင်းပြနေပြီးအဲအချိန်မာဟီလူနိုးလာခဲ့ပါတယ်။ အမေဖြစ်သူကအခုမှမြင်ဘူးတဲ့နတ်သမီးလေးလို့လာတဲ့မဟာရူကိုသူသားနဲ့ဇိုးအတင်းသဘောတူနေပြီးဘလို့ပဲရှင်းပြပြနားမဝင်မဖြစ်နေပါဘူး။မဟာရူနဲ့အာမနယ်တို့ကဟင်းရတူချက်စားရုံပဲဖြစ်ကြောင်းရှင်းပြပေးမယ်လေ။အမေဖြစ်သူကသူတို့နှစ်ယောက်ကိုမတွဲတွဲအောင်အရောက်ပို့နေပါဘူး။အဲဒါကြောင့်အာမနယ်လည်းသူ့ဝက်မေကိုအိမ်ပြန်ဖို့တောင်းတမှန်မှန်ပြောလိုက်တဲ့အခါအမေကလည်းမဟာရူရဲ့ဖုန်းနံပါတ်ကိုယူပြီးပြန်သွားပါဘူး။အာမနယ်ကသူ့ဝက်မေရဲ့တဆူထိုးဆံမှုအတွက်တောင်းမှန်ခဲ့ပြီးမဟာရူကတော့အာမနယ်မှာဒီလိုဂရုစိုက်တဲ့အမေရှိရကောင်းလိုက်တာဆိုပြီးပြောပါဘူး။အာမနယ်ရဲ့အမေကမဟာရူကိုမဟာရူချန်ဆိုပြီးယင်းနေနီးခေါ် သွားခဲ့ပါတယ်ဂျပန်မှာဆိုရင်လူနာမည်တွေကိုအရှင်းနာမည်နဲ့မျိုးနာမည်တွဲခေါ်လေးရှိပြီးယင်းနည်းပြသူတွေနဲ့မိဘတွေကပဲအရှင်းနာမည်ကိုခေါ်လေးရှိကြပါတယ် မာဟီရူရှိနာကတော့အရှင်းနာမည်အခေါ်မခံရတာကြားနေပြီဖြစ်ပြီးသူမရဲ့မိဘတွေကတော့နာမည်မခေါ်ဘူးဆိုပြီးပြောပြလာခဲ့ပါတယ်။အမှန်နဲ့လည်းအရှင်းနာမည်လောက်ကတော့ဘသူမဆိုခေါ်လို့ရတယ်လို့ပြောခဲ့ပြီးသူတို့နှစ်ယောက်တည်းရှိချိန်မှာအချင်းချင်းအရှင်းနာမည်ခေါ်ကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အခြားလူတွေရှိရောက်ရင်တော့မျိုးနာမည်နဲ့ခေါ်ကြမှာဖြစ်ပြီးအမှန်နဲ့ကစောနာကပေးထားတဲ့အခန်းတော်ကိုမာဟီရူကိုယူထားဖို့ပြောလိုက်ပါတယ်။မာဟီရူကယူရမှလက်တော့နေပေမဲ့သူမကိုယုံကြည်လို့ပေးတာဖြစ်ကြောင်းအမှန်နဲ့ကပြောလိုက်တော့ယူထားလိုက်ပါတယ်။ ဖမ်မူအမစင်းနေထွက်တဲ့အခါအမနဲ့ကနဇတ်တေရခဲ့ပြီးမဟိရူကတော့အစင်တေချိုက်ခဲ့ပါတယ်မဟိရူဘလောက်ကြိုးစားလဲမမြင်ရတဲ့အကြောင်းသူလေးတွေကတော့သူတို့နဲ့မဟိရူရဲ့အုံနောက်ကကွာခြားတဲ့ဆိုပြီးပြောဆိုနေကြပါတယ်မဟိရူကြိုးစားထားတာကိုသိတဲ့အမနဲ့ကတော့သူမောင်းကိုဂုံပြုပေးဖို့အတွက်ကိမ့်မုတ်တလုံးဝယ်ပေးခဲ့ပါတယ်မဟိရူကလည်းအမနဲ့ဝယ်ပေးထားတဲ့ကိမ့်မုတ်ကိုအကြိုက်တွေ့နေပြီးအမနဲ့ကိုပါခွန်ကြွေလာပါတယ် အမနယ်လေစားလိုက်ပြီးသူမကိုပြန်ခွန့်ကြွေးကခွန့်ညစ်ခံရတာဘလို့နေလဲမေးတော့ရှက်နေခဲ့ပါတယ်။နောက်တစ်ရက်မှတော့မာဟီရူချက်ချွေးတာပဲစားနေခဲ့ရတဲ့အမနယ်ကသူကိုယ်တိုင်ဟင်းချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူဘာသာလုံးရင်မိဖို့ကြောင့်ပွားစီခတ်သွားမှဆိုတာကြောင့်မာဟီရူကကြီးကြပ်ပေးရပြီးအမနယ်ရဲ့ဟင်းကိုမြည်ကြည့်ရပါတယ်။အမနယ်ပထမဆုံးချက်ဘူးတဲ့ဟင်းဖြစ်တာကြောင့်အဆင်မပြေခဲ့ပေမဲ့မာဟီရူကသူမချက်ထားတဲ့ဟင်းကိုကြွေးပါတယ်။ မာဟီရူကအာမနဲသားဟင်းချက်တက်သွားရင်သူမကိုလိုအပ်တော့မှမဟုတ်တော့ဘူးလို့ပြောတော့အာမနဲကမာဟီရူချက်ကျွေးတာကိုစားကျင်သေးကြောင်ရဲရဲတင်းတင်းပြောလိုက်ပါတယ်။မာဟီရူကလည်းအဲ့အတွက်စိတ်မပူဘူးပြောပြီးအာမနဲကိုလည်းဟင်းချက်နီးတွေတင်ပေးသွားအောင်မှဖြစ်ပါတယ်။ ချီတိုဆဲရူအတွေကအမနဲအိမ်မှာခရစ်စမတ်ပါတီလုပ်ရှင်နေပြီးအမနဲကညင်းတာကြောင့်သူ့ကိုဆော်ရနေပြီလို့ထင်နေကြပါတယ်။အမနဲလည်းအဲ့လိုမဟုတ်ကြောင်းနဲ့အရင်တခါသူလက်ဆောင်ပေးတဲ့မိန်းကလေးကလည်းအိမ်ကြီးချင်းဖြစ်ကြောင်းရှင်းပြပါတယ်။ချီတိုဆဲကပါတီရတော့ဆိုင်ရထက်ထက်နေတာကြောင့်အမနဲလည်းလက်ခံပေးလိုက်ပြီးသူတို့အတွေ့တွေ ACGLI လုပ်ပြနေတာကိုထင်ကြီးရတော့မှာဖြစ်ပါတယ်။ မဟာယူကတော့အခြားယောက်ျားလေးတွေနဲ့မပတ်သက်ချင်တာကြောင့်ခရစ်စမတ်ဖိတ်တာတွေအကုန်လုံးကိုညင်ထားပါတယ်။အမန်နဲ့ကသူ့အိမ်ကိုချီလိုဆဲတို့ရောက်လာမယ့်အကြောင်းပြောပြတော့မဟာယူကလည်းအဲအခါကျရင်ခဏတိုက်ဖြုတ်ရှောင်ပေးဖို့တွေးထားပါတယ်။အမန်နဲ့ကမဟာယူအထူးကျန်နေမှာဆိုတော့ကြောင့်ခရစ်စမတ်မှာအတူတူရှိကြမယ်လို့ပြောတဲ့အခါမဟာယူကလည်းဂိမ်းရတူတူဆော့မယ်လို့ပြောခဲ့ပါတယ်။ချီလိုဆဲတို့ရောက်လာတဲ့အချိန်မှာတော့အမန်နဲ့ကသူမောက်ကိုဖိတ်ထားတဲ့ယောက်ျားလေးတွေအကုန်လုံးကိုညင်ခဲ့ကြအောင်ချီလိုဆဲကပြောပါတယ်။ဒါပေမဲ့နန်သမီးလေးမဟာယူအကြောင်းအမန်နဲ့ကစိတ်မဝင်စားတာကြောင့်အမန်နဲ့ရဲ့အိမ်ကြီးကနန်သမီးလေးများလားဆိုပြီးချီလိုဆဲက စနေပါတယ်။အမှန်တည်းကတော့ညင်းမိမဲ့အဲအချိန်နှင်းမောင်းလေးတွေကြားလာတာကြောင့်ချီလိုဆဲတို့အတွက်နှင်းထွက်ကြီးတဲ့အချိန်ဘေးအခန်းကမာဟီယူကိုတွေ့သွားကြပါတယ်။